ာပါခင်တက်တက်လီဝေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံး TLL နဲ့အပြည့်ရဲ့သဘောတူညီပြီးနောက်ပိုင်းမိုးကုံမြို့နယ်ကိုစစ်ကောင်စီပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်ဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးကုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီးဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲသွားတယ်လို့မြို့ကန်တွေကပြောပါတယ်လက်နက်ကြီးပြစ်ဒဏ်တွေရောလက်နက်ငယ်ဒဏ်တွေရောကြားရတာ စစ်တပ်ဘက်ကနေပြီးတော့တုံဝင်လာလို့ PDF တွေကပြနေတာလို့သုံးသပ်ကြတယ်။ဒီနေ့မနက်ခွန်နိုင်ကမှဆိုရင်လည်းလက်နက်ကြီးပြတန်းနေကြရတယ်။အဲ့ဒါကတော့စစ်တပ်ကမျိုးတွေကနေလှမ်းပစ်တာလို့မော်ကောမျိုးကတအူးကပြောပါတယ်။မော်ကောမျိုးနယ်ဘော်မကျင်းရွာအနီးမှာမနေ့ကဒီဇင်ဘာလ3ရက်ကတိုက်ပွဲပြင်းထန်ခဲ့ပြီးဒီကနေ့ဒီဇင်ဘာလ4ရက်နေ့မနေ့အစောပိုင်းတနားခင်းမှာကျင်းရွာအနီးကိုဂျက်ဖိုက်တာနဲ့ပုံစဲခဲ့တယ်လို့မြို့ကနေကပြောပါတယ်။တိုက်ပွဲကမော်ကောမျိုးအနောက်ပိုင်းမြို့ပြင်ပမှာဖြစ်နေတာ စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကို PDF တွေကဒုံးနဲ့ပုံကျဲနေစစ်တပ်ကလက်နက်ကြီးအပြင်လေကြောင်းကနေပါပုံကျဲနေပြန်ဒေသခံတွေကတော့တတိနဲ့နေနေကြရတယ်လို့မော်ကောမြို့အနာပိုင်းကဒေသခံတအူးကပြောပါတယ်တီယန်လန်လေးနဲ့သဘောတူညီပြီးတဲ့နောက်စစ်ကောင်စီတပ်တွေကမိုးကုံမျိုးကိုနိုဝင်ဘာလ29ရက်နေ့ညနေမှာဝင်ရောက်လာတာဖြစ်ပါတယ်။ပြည်သူ့စစ်တပ်နဲ့သတ္တသည်တွေအပါအဝင်အင်အားတထောင်ဝန်းကျင်ပါပြီးမိုးကုံမျိုးစေယုံကြောင်းကြီးဘောလုံးကွင်းနေရာတွေမှာလက်နက်ကြီးတွေတပ်ဆင်ပြီးတပ်ဆွဲနေပါတယ်။ နိုဝင်ဘာလ30ရက်နေ့ညနေမှာတော့စစ်ကောင်စီတပ်စစ်ကြောင်းအချို့ဟောင်းမိုးကုံမြို့အပြင်ဘက်ကိုတိုးလာလို့ PDF နဲ့ပူပန်းတော်လိုင်းရဲတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။တီဟန်လန်လေးစောက်ခွာပြီးတဲ့နောက်ပထမဆုံးဖြစ်တဲ့အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်တွေဆုံးသူ20ထက်မနည်းရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းစစ်ကောင်စီကလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေရဲ့နေရချိုးကိုလည်းမိရှုဖြက်စေခဲ့ပါတယ်။စစ်ကောင်စီနဲ့အပြည့်ရဲ့တဘောတူညီပြီးတဲ့နောက်တရန်လန်လေးတပ်တွေစောက်ခွာတွားပြီးမြို့ကုန်းမြို့နယ်တွေမှာစစ်တပ်နဲ့ PDF တွေတိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ထားကြပါတယ်။ဒီရန်လန်လေးကမိုးကုံမျိုးကနေစုတ်ခွာမင်းလို့အော်တိုဘာလ29ရက်နေ့မှာသတင်းထုတ်ပြန်ပြီးတဲ့နောက်မိုးကုံမျိုးကိုကာကွယ်ဖို့ဆိုပြီးမန္တလေးတန်းတွင်က PDF တန်ရင်းတွေအပြင်အညာတန်ရင်းတွေအပါအဝင်မြို့ပတ်ဝန်းကျင်ကိုရောက်ရှိနေပါတယ် တရားလန်လီက၎င်းတို့အနေနဲ့မြို့ကိုစစ်တပ်လက်ထက်အမှဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေကိုတနက်မဖောက်ဖို့ခေါ်ပြောခဲ့ပါတယ်။ဒါကြောင့် PDF နဲ့တော်လန်ရေးတပ်တွေကမြို့အပြင်ဘက်ကိုစုခွာခဲ့ပေမယ့်မြို့အပြင်ဘက်ကိုစစ်ကြောင်းတွေထွက်လာလို့ PDF တွေကတိုက်ခိုက်တာလို့သိရပါတယ်။လက်ရှိမှာတော့စက်ကောင်စီကမိုးကုံမြို့တဲကနေရာအချို့မှာလက်နက်ကြီးတွေတပ်ဆင်ပြီးတိုက်ပွဲဖြစ်နေတဲ့ယာရီဘက်ကိုပြစ်ခတ်နေတယ်လို့သိရပါတယ်။ဆက်လက်ပြီး မောကုံမှာ9ရက်စနေတိုင်ပွဲဆက်ဖြစ်နေပြီးစေအိုဆူကလေးချောင်းကနေပုံကျဲနေဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းမောကုံမြို့နယ်မှာနိုဝင်ဘာလ30ရက်နေ့ညနေကနေဒီဇင်ဘာလ4ရက်နေ့အထိ9ရက်စတန်းစေအိုဆူနဲ့တော်လရင်တပွဲတွေကြောင့်တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့မနေ့ကညနေပိုင်းမှာလည်းမောကုံမြို့အနောက်ပိုင်းကလေးချောင်းကနေပုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေသခံသတင်းရှင်းပြတွေကပြောပါတယ်။ မော်ကောမြို့အနောက်ပိုင်းကြောင်စိန်ဘော်မဘက်ကိုဒီဇင်ဘာလ3ရက်နေ့ညပိုင်းမှာလေကြောင်းကနေပုံကျတိုက်ခိုက်ခဲ့တာဖြစ်ပြီးကြောင်ပုံကျန်တဲ့ဖားဘက်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်ကြောင်ပုံကျန်တဲ့ဖားဘက်မှာတိုက်ပွဲဖြစ်နေပါတယ်ဒီနေ့မနက်7:00နာရီခွဲခန့်မှာပင့်ကူတောင်ပေါ်ကနေလက်နက်ကြီးနဲ့ပြစ်ပါတယ်စစ်အုပ်စုဘက်ကတင်းနေတာများလာလို့တမတ်တုံတုံဒီနေ့ရောက်လာပြီးစစ်ကူမယ်လို့ကြားပါတယ်ဟုမြို့ကန်တအူးကပြောပါတယ် မော်ကော့မြို့ထဲကစိုးစိုးတက်တွေအထိုင်ချတက်ဆွဲထားတဲ့နေရာတွေကိုတော်လန်ရဲတပ်ဖွဲ့တွေကမနေ့ကညပိုင်းမှာဟောင်ဝင်းစာလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစေးယုံចောင်းကြီးဝင်းနေចောင်းကြီးအစီကိုတလုံးစီကြောင်ကြောင်ပောက်ခွဲခဲ့ပြီးထိခိုက်ဒဏ်ရာရတဲ့အခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်လက်နက်ကြီးပြစ်ခတ်ခံရပြီးနောက်စိုးစိုးတက်ကလက်တော့ပြန်တဲ့အနေနဲ့ဒေသခံတွေနေထိုင်နေမြို့အနောက်ပိုင်းကိုပုံကျက်တက်ဖြတ်ခဲ့တာဖြစ်ပါတယ်မော်ကော့မြို့အနောက်ပိုင်းចောင်းစိန်ဘော်မဘက်ကို မင်းညာကဖိုင်နာလာကျဲသွားပါတယ်ထိခိုက်မှုမတိရသေးပါဘူးလို့စည်ရဲတင်းရှင်မြစ်ကပြောပါတယ်လက်တလုံးမှာတော့မိုးကုံမျိုးကိုဆူဆူပြန်လဲထင်းချုံဖို့ပြင်ဆင်နေတာကြောင့်မြို့ကလူလူတွေဟာဆူဆူကင်းစင်တဲ့နေမြေတွေနဲ့အခြားဒေသတွေကိုအလုံးအရင်နဲ့ထွက်ခွာရွှေ့ပြောင်းကုန်တာကြောင့်မြို့ထဲမှာလူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့ဆိုပါတယ်လက်ရှိဆူဆူပုံကျဲတိုက်ခိုက်တဲ့မိုးကုံမျိုးအနောက်ပိုင်းကြောက်စင်ပေါ်မှာပတ်မှထွက်မပြေးနိုင်တဲ့ဒေသခံအကျိုးရှိနေပြီးလေကြောင်းရံကိုစိုးရိမ်နေရတယ်လို့ဆိုပါတယ် ။စေအစိုးတွေဟာမိုးကုံမြို့ကိုနိုဝင်ဘာလ30ရက်ကဝင်ရောက်ပြီးနောက်ပိုင်းမြို့ပေါ်ကစေယုံကျောင်းကြီးပိုမင်းချန်တို့မှတက်ဆွဲထားပြီးတင်ကားနှစ်ခုကိုလည်းကျောင်းကြီးအတွင်မှတက်ဆွဲထားပြီးအောင်နှန်းဘောလုံးကင်မှာလည်းဟောင်းဝင်းစာလက်နက်ကြီးတွေတက်ဆင်နေတယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောပါတယ်။တရုတ်နိုင်ငံရဲ့အကြက်ကန်ဖိအားပေးမှုကြောင့်ကုမင်းဆွေးနွေးပွဲအပြီး အော်တိုဘာလ29ရက်နေ့မှာတာအမျိုးသားလွတ်မြောက်ရေးတပ်မတော်တည်ရလန့်လေးကအပြည့်ရဲ့သဘောတူညီချက်နဲ့မိုးကုံနဲ့မိုးမေမျိုးနယ်တို့ကိုလက်လွတ်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးမြန်မာနယ်မှာမကြီးလေးပင်ရွာကိုဆူဆူနဲ့ပြူစောထင်းတွင်စီနင်းပစ်ခတ်မှုကြောင့်ကျောင်းသူတအုပ်ထိမှတင်းဆုံးဆက်တဲ့ငုံတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်မြောက်ပိုင်းကကန်ဒီပြူစောထင်းစခန်းကပြူစောထင်းတွေဟာဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းမှာမကြီးလေးပင်ကျေးရွာကိုဝင်ရောက်စီနင်းပြီးနောက်ရန်နံပစ်ခတ်သားကြောင့် ကျောင်းသူတအူးကြီးထိမှန်တည်ဆောင်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါရယ်။ကန်နီပူစော်တီစကန်ကနေခမန်းအင်အား60ဆက်ခန့်ပါတဲ့ဆိုးဆိုးစစ်ကြောင်းကကန်နီပူစော်တီစကန်နဲ့နှစ်မိုင်ခန့်အကွာမှာရှိတဲ့မကြီးလေးပညာကိုဝင်ရောက်စိမ့်နေကြတာဖြစ်ပြီးလက်နက်ကြီးတွေရန်နက်ပစ်ခတ်မှုကြောင့်60မမပုံနီးထိမှန်ကဆလီနီအရွယ်ကျောင်းသူတအူးတည်ဆောင်တယ်လို့ဒေသခံတအူးကပြောပါရယ်။ရှမ်းပြည်ပြည်ဝင်လာတဲ့အဲဒီရာကအချို့ကဆက်ဆောင်နေကြရတာရွာထဲပြန်ဝင်နေတဲ့သူတွေထိသွားတာပုံ ဆလင်းနှင့်အရွယ်ကောင်မလေးကစေကူတိုင်ရင်သေးသွားတာအသက်80ရွယ်အမျိုးသားကအဖမ်းခံပြီးပါသွားတာဒီကနေ့အထိပြန်မလို့သေးပါဘူးလက်တလောမှာစစ်ကြောင်းဟာရွာနီးမှာရှိနေသေးတာကြောင့်တည်ဆုံသွားသူကြောင့်ရဲ့နာမည်နဲ့အသေးစိတ်ဆက်လက်ကိုတော့ကျမတို့ channel အနေနဲ့တခြားဒီပြူနန်းချက်မရှိသေးပါဘူးစိုးစုဟာမကြီးလေးပင်ရွာကိုနိုင်ပိုင်အချဝင်းရောက်စင်းနေပြီးနောက်ဒေသခံတွေရဲ့နေအိမ်တွေထဲကနေစံစီစာရိတ်ခါတွေကိုယူဆောင်ကစစ်ကြောင်းပြန်ထွက်သွားတယ်လို့ဒေသခံတွေကပြောပါတယ် ပြည်စားတိတဲ့ပြင်းတဲ့လက်နက်ကြီးထိမှန်နေစလီနှင့်အရွယ်ကြောင့်သူကစေကူတိုင်ရင်တည်ဆုံသွားတာဖြစ်ပြီးစေအုပ်စုစစ်ကြောင်းကကျေးရွာတွေကိုစီးနှင်းကရိတ်ခါတွေယူစားပြီးကျေးရွာအနီးမှာပဲရှိနေသေးတယ်လို့ဆိုပါတယ်မကြီးလေးပင်ရွာဟာကန်ဒီပစ္စိုဒီစကန်အနီးမှာရှိတာကြောင့်ဒေသခံတွေဟာနေရဲဆောင်ကစေဘေးဆောင်နေရတာနှစ်နှစ်ကကြာမြင့်နေပြီဖြစ်တယ်လို့ကျေးရွာအနီးတော်တိုင်းတွင်နေနီးစက်ရကျေးရွာတွေမှာဖြစ်တယ်လို့နေထိုင်နေကြရတယ်လို့ဆိုပါတယ်။ ။ဒါအပြင်ကန်ဒီပြူစာတိစကန်ရဲ့ပြူစာတိကောင်းဆောင်ကျော်စန်းဝင်းဟာလက်နက်အားကိုနဲ့ခြေရွာအတွင်ကအမျိုးသမီးတွေအပေါင်းလိမ်မန်းဆိုင်ရာနောက်ဆက်တောင်အနိုင်ကျင့်နာတွေကြောင့်တော်လိုင်းရက်တွေထံကုန်ပြူစာတိနဲ့မိသားစုတွေထွက်ပြေးခေါလုံနာတွေရှိနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်ရှင်။ ဆက်လက်ပြီးဘူးဒလင်နယ်ကပီဒီအက်စခန်းတစ်ခုလေကြောင်းတိုက်ခိုက်ခံရတာကြောင့်ရဲဘော်နှစ်ဦးကြာဆုံးသုံးဦးဒဏ်ရာရဆွတ်တရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။စခန်းတိုင်းဘူးဒလင်မြို့နယ်တနေရမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းတစ်ခုကိုစစ်အုပ်စုတပ်ကဒီဇင်ဘာလ3ရက်နေ့ညပိုင်းမှာလေကြောင်းကနေပုံကျက်တိုက်ခိုက်ခဲ့တာကြောင့်တပ်ဖွဲ့ဝင်နှစ်ဦးကြာဆုံးကသုံးဦးဒဏ်ရာရသွားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါသေးတယ်။ တရုတ်ဦးလီရက်ကနေတက်လာတဲ့ချက်ဖိုင်တာတစ်စီးမုံရွာနာမခါကတက်လာတဲ့ပါရာမိုတာနှစ်စီးနဲ့တပြိုင်နက်ထိကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာတက်တဲ့ကိုလေချောင်းကနေပောက်ခွဲအပြင်းနဲ့120မမဘုံဒီသုံးလုံးချေချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဆိုဆိုရဲ့လေချောင်းတိုက်ခတ်မှုကြောင့်ဘာမအာမီရဲ့စစ်ဒေတာလေးတရင်တက်ကပီရီယက်တပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့ပြီးနောက်ထပ်တပ်ဖွဲ့ဝင်3ဦးလည်းတရားရရှိခဲ့တာဖြစ်ပါတယ်။ ိကတရားရရှိသူတွေကိုတော့လုံခြုံတဲ့နေရာမှာစေဝါကူတမှုပေးနေပြီးအခြေအနေစောင့်ကြည့်နေဆဲဖြစ်တယ်လို့သတင်းရှင်းပြတွေကပြောပါတယ်။စကမ်းမော်တဲတဲကြတဲ့ဂျက်ဖိုက်တာကပေါင်150နဲ့ပြစ်တာလို့ယူဆရတယ်။ရဲဘော်တွေကဖိုက်တာနဲ့ပြစ်ကြတဲ့ကထိတာလို့ဘူးတလင်မျိုးနဲ့ခြေဆိုင်ဗမာအာမီတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။ ။လေကြောင်းတိုက်ခတ်မှုကြောင့်နေရာမှတင်းကျဆုံးခဲ့တဲ့ရဲဘော်တအူရဲ့ရိုးအလောင်းကိုတော့ဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းမှာအလောင်းကောက်ယူခဲ့ရပြီးတရားရသူတွေကိုတော့စေကူတာဖို့ပို့ဆောင်နေစမှာပဲနောက်ထပ်တအူထပ်မံကျဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။လက်တလုံးလုံးကြုံရေးအခြေအနေအရစာဆုံးတရားရတဲ့တပ်ဖွဲ့ဝင်တွေရဲ့အသေးစိတ်ချက်လက်ကိုတော့ကျမတို့ channel အနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့ဒီဇင်ဘာလ၂ရက်နေ့ညနေပိုင်းကလည်းဘူးဒလင်မြို့နယ်ကန်တာရွာကိုမုံရွာအခြေဆိုင်အနောက်မြောက်တန်းစစ်ဌာနချုပ်ကဂျာရိုကော်ပရာနဲ့ ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်သုံးလုံးထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်ရှင်။